အားလုံးပဲမင်္ဂလာပါခင်ဗျာ NSS ရဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတင်ဆက်ပေးတဲ့သတင်းကတော့ KKPAD မြေနေရာဟာအစိုးရပိုင်မြေကို KNU ကလက်ညှိုးထိုးရောင်းစားခဲ့တာဖြစ်တယ်လို့ဗိုလ်ချုပ်စံမင်ထွန်းရဲ့ပြောစကားကိုပြန်လည်တင်ဆက်ပေးမှာဖြစ်ပါတယ် KGP ညီနီယာဟာအစိုးရပိုင်မြေကို KNU ကလက်ညှိုးထိုးရောင်းစားခဲ့တာဖြစ်တယ်လို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စောမင်းထွန်းကအောက်တိုဘာလ20ရက်ဒီနေ့မှာ မီဒီယာတွေရဲ့မေးမြန်းမှုအပေါ်အခုလိုပြန်လည်ဖြေကြားခဲ့တာလည်းဖြစ်ပါရယ် KG ပါထာမြောက်ဝတီမြို့ရဲ့တောင်ဘက်မေထော်တလီကြီးရွာအနီးထိုင်းမြန်မာနယ်စပ် တောင်ရင်မြကန်းဘေးမှာရှိပြီးတော့ KNU တပ်မဟာ6ရဲ့လှုပ်ရှားနေမြေဖြစ်တယ်လို့လည်းဗိုလ်ချုပ်စုံမင်းထွန်းကဆိုထားပါရင်၎င်းရဲ့ပြောဆိုချက်အရပထမဆုံးတော့ KG ဘတ်ရဲ့တမိုင်းကြောင်းနဲ့ KG ဘတ်ဖြစ်လာတဲ့အကြောင်းတွေပြောပြလိုက်ရင် အားလုံးရှင်းလင်းသွားမှာဖြစ်ပါရယ် KG ဘတ်ဆိုတာမြောက်ဝတီမြို့တောင်ဘက်မေထော်တလေးကျေးရွာအနီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြကန်းဘေးမှာရှိပြီးတော့ KNU တပ်မဟာ6ရဲ့လှုပ်ရှားနေမြေမှာရှိတာဖြစ်ပါရယ် ။ BGF ကရွှေကုတ်ကူမြို့သစ်စီမံကိန်းဆိုတာမြောက်ရီမြို့ရဲ့မြောက်ဘက်မှာရှိနေတာပါ။ KK ဘတ်မြို့သစ်စီမံကိန်းရဲ့မြောက်ဘက်မှာတော့ Legit ကောမြို့သစ်ရှိပါတယ်။အဲ့ဒီမှာတော့ငိမ့်ငိမ့်ကြီးကျိုးပတ်မှုအထိမ်းမှန်အဖြစ်ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ကြီးချုပ်နဲ့ KNU အရင်ဥက္ကဋ္ဌစောမှုသူစီဖိုးတို့ဟာရခိုင်ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့2015ခုနှစ်ကတိစောက်ခဲ့တာဖြစ်တယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကဆိုထားပါတယ်။ အရင်နောက် KK ဘတ်စီမံကိန်းကိုလုံဆောင်ဖို့အတွက် KMU ရဲ့မူလအီအလင်းကုမ္ပဏီနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတခုတို့ကကနအူးလောက်ကအတွက်လုပ်ငန်းမြေငှားရမ်းကသဘောတူညီမှုကို2020ခုနှစ်ဖေဖော်ဝါရီလ28ရက်မှာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့၎င်းကဆိုထားပါတယ်။ဘုရားဆွေမထွေဆက်လက်ပြောဆိုချက်အရအဲ့ဒီသဘောတူစာချုပ်ရဲ့မြေငှားရန်ပေးသူအတိတ်တွေဟာလက်ရှိ KNU ဥက္ကဋ္ဌဗထုစောကွယ်ထူဝင်းက KNU ဘန်နာရေးကော်မတီဗဟုကော်မတီအနေနဲ့လက်မှတ်ရေးထိုးထားပြီးတော့အရင် KNU ကာကွယ်ရေးဌာနတာဝန်ခံဘူမူကြီးစောယောကြခင်ကလည်း KNU ဘန်နာရေးကော်မတီဗဟုအနေနဲ့လက်မှတ်ရေးထိုးခဲ့တာပါလို့ဗကြုံစော်မင်းထွန်းကဆိုထားပါရယ်။စာချုပ်မှာငားရမ်းလိုတဲ့မြေစာချုပ်ဧက100လောက်ကိုနှစ်ပေါင်း30ငားရမ်းဖို့သဘောတူထားခဲ့ကြောင်းကိုလည်းတွေ့ရှိရတယ်လို့ဗကြုံစော်မင်းထွန်းကဆိုထားပါရယ်။ ၎င်းပြောဆိုချက်အရစာချုပ်မှာငားရန်လိုတဲ့မြေဧကတရားကိုနှစ်ပေါင်း30ငားရန်ဖို့သဘောတူထားကြတာတွေ့ရတယ်။ဒီစာချုပ်ဟာအခိုင်အမာရှိနေတဲ့စာချုပ်တွေဖြစ်ပါတယ်။စာချုပ်ပါအချက်အလက်အရဆိုရင်တဧကမှာတစ်နှစ်ကိုဘတ်3000ခွဲနှုန်းနဲ့မြေတရားဧကကိုတစ်နှစ်လျင်ဘတ်3000ခွဲဖြစ်ပြီးတော့6လတစ်ကြိမ်ပေးချင်မယ်လို့ကတိပြုထားပါတယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကဆိုထားပါတယ်။ ဒါပြင်ဤက30အတွာလုံခြုံရေးစောက်လျှောက်ကအဖြစ် KNU အတွာတလားကိုဘတ်9သိန်းတက်မှတ်ထားပြီးတော့စီမံကိန်းဧရိယာအခြေအဝန်များလာတာနဲ့အမျှလုံခြုံရေးဈေးကိုတိုးမြင့်သွားဖို့လေစာချုပ်မှာကတိပြုခဲ့တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကဆိုထားပါတယ်ဒါကြောင့် KNU ဟာငွေကြေးရယူလုံမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်နေမြေကိုဥပဒေမဲ့စွာအလွဲသုံးစားလုပ်တာဖြစ်ပြီးတော့အဲ့ဒီနေရာနဲ့ပတ်သက်ပြီးတရားဝင်ခွင့်ပြုထားတာမျိုးတစုံတရာမရှိဘူးလို့လည်းဗိုလ်ချုပ်စော်မင်းထွန်းကဆိုထားပါတယ်။ ၎င်းရဲ့ပြောဆိုချက်အရဧက30အတွက်လုံခြုံရေးစောက်ရှောက်ခအဖြစ် KNU အတွက်ဗန်9သိန်းသတ်မှတ်ထားပြီးတော့စီမံကိန်းဧရိယာကျယ်ဝန်းလာတာနဲ့အမျှလုံခြုံရေးစရိတ်ကိုတိုးမြင့်ပေးမယ်လို့ကတိစာချုပ်မှာဖော်ပြထားပါတယ်2022ခုနှစ်မေလထဲမှာ KMU နဲ့ TransAsia International Holding Group ကြားမှာစာချုပ်ထပ်ချုပ်ထားမှာတော့ Melee အလင်းကုမ္ပဏီမဟုတ်တော့ဘဲနဲ့ KNU ကဗိုလ်မှူးချုပ်အစင်းရှိတဲ့စောနေလင်းလွင်ဦးစီးတဲ့ Thorstar ကုမ္ပဏီနဲ့စာချုပ်ပြောင်းလဲချုပ်ဆိုခဲ့တာတွေ့ရပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံသူတွေမှာတော့အရင်ကကုမ္ပဏီတစ်ခုနဲ့ကမ္ဘောဒီးယားနိုင်ငံတီဟာနုဘေးစီးပွားရေးအသင်းတို့ပါဝင်တာကိုဖော်ထုတ်သိရှိရပါတယ်။ဒီတီဟာနုဘေးဆိုတဲ့ကမ္ဘောဒီးယားနိုင်ငံကကာစီနိုမြို့တော်ဖြစ်ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆိုင်ကအွန်လိုင်းလုံခြုံရေးလုပ်ငန်းတွေအရေးယူတော့မယ်ဆိုပြီး2019ခုနှစ်ဩဂတ်လ18ရက်မှာကြေညာလိုက်ပြီးတဲ့နောက်ပိုင်းမှာဒီအွန်လိုင်းလုံခြုံရေးလုပ်ငန်းတွေဟာမြန်မာနိုင်ငံနဲ့ဖိလစ်ပိုင်ကိုပြောင်းရွှေ့လာတာလို့သတင်းရရှိပါတယ်။ ဲ့ဒီသတင်းချက်လက်တွေကိုကြည့်မယ်ဆိုရင် KK ဘတ်စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေပါဝင် ပတ်သက်နေတယ်ဆိုတာထင်ရှားစွာတွေ့ရပါတယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကပြောထားပါတယ်။ဒါပြင်ငွေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်မြေကိုဥပဒေမဲ့စွာအလွဲသုံးစားလုပ်ခဲ့တာဖြစ်ပါတယ်။တန်တပတ်တပီမနေ့ကသတင်းမှာလဲကျွန်တော်တို့ထုတ်ပြန်ပြီးဖြစ်ပါတယ်။မြေနေရာနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတို့လှုပ်ဆောင်တာတို့တရားဝင်တစ်ခုမှမရှိတာတွေ့ရပါတယ်။ နောက်ပြီးတော့အဲ့ဒီမြေပေါ်မှာလှုပ်ဆောင်နေတဲ့လောင်စာလုပ်ငန်းတွေကိုလည်းအခကျေးငွေယူပြီးကြီးစားကာကွယ်မှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ဒီလုပ်ငန်းကရရှိတဲ့ငွေကြေးနဲ့ပဲနိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုတွေအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်။အွန်လိုင်းလောင်းစားလုပ်ငန်းတွေကိုကာကွယ်ပေးထားပြီးတော့တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံအပါအဝင်ဒေသတွင်နိုင်ငံတကာတွေအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်အောင်လှုံ့ဆော်ပေးနေတဲ့အဖွဲ့အစည်းပဲဖြစ်ပါတယ်။ ဒါဟာဆိုရင်ပတ်စံသားရမယ်ဆိုပါက တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးတဲ့အကြီးစားအကြံဖတ်သမားတွေဖြစ်တဲ့ KNU အဖွဲ့ကိုနိုင်ငံတကာနဲ့တိုင်းရင်းသားမိဘပြည်သူတရလုံးကဝိုင်းဝန်းဆန့်ကျင်ကြဖို့လူချောင်းကိုဗိုလ်ချုပ်ဆောင်မြင့်ထွန်းကပြောကြားခဲ့တာဖြစ်ပါတယ်။